အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်းဒီ channel ရနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့နန်းစင်သခင်ညာနန်းရှင်ဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းမစသေးခင်မှာ channel လေးကို like ကန် subscribe လေးနဲ့ဇာတ်လမ်းတင်တင်နိုင်မှသိရှိနိုင်မှု notification လောင်းလေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုဇာတ်လမ်းလေးစလိုက်ပါပြီမိုးသားတိတ်လေးတွေဖုံးအုပ်နေရဲ့လာမညာတညမှာတော့နန်းစင်ရွာအစုံမှာရှိရဲ့အိတ်တလုံးကနေ တီတို့စကားပြောတန်တချို့ထွက်ပေါ်လာတယ်။ကျွန်တော်မျိုးမတို့ဒီကျေကိုစောက်ဆိုင်နေရနှစ်တေလာရီကြာညောင်းခဲ့ပါပြီ။ကျွန်တော်မျိုးမလက်ထက်မှာမှသခင်မကြီးလွမြောက်လာတဲ့အတွက်ညည်ရင်မစဲနိုင်အောင်ဝမ်းသာပီတိဖြစ်မိပါတယ်။အမေကြီးရဲ့ကျွန်တော်ရင်းနေရလဲမကြားလာမဲ့အမေတော်မျော်လေးစောင့်စားနေပါတယ်။အဲဒီလိုပြောလိုက်တဲ့အချိန်မှာစေးပြေလိတ်ခန်းဒီရဲ့ရုပ်ထုကြီးကအသက်ဝင်လာတဲ့အလားလှုပ်ရမ်းလာခဲ့တယ်။ အမေကြီးကသူ့ရွေးချယ်မယ်သူကိုအိမ်မက်ပေးလိုက်မယ်တင်တယ်။သူ့အနေနဲ့အဖိုးတို့တွေကဘသူ့ကိုရွေးချယ်မလဲဆိုတာစောင့်ကြည့်ရအောင်ပဲလေ။ပရေနေရီတွေတွဲကြပြီးသပင်းနေဖြူစွနေရဲ့အဖိုးညုံမောင်ရဲ့စကားကြောင့်အိမ်ထဲမှာရှိနေကြတဲ့လူတွေအားလုံးခေါင်းတငိမ့်ငိမ့်လောက်ကအမေကြီးရောက်သူ့ကိုဥချကတော်လိုက်တယ်။အဖိုးညမောင်တို့မျိုးရိုးကအမေကြီးရဲ့လူယုံနေဖြစ်ခဲ့တယ်လို့ညမ်းစင်ရွာစတဲ့စဉ်ကနေအခုထိအမေကြီးပေါ်တစ္ဆာရှိရဲ့လူတွေဖြစ်ခဲ့ကြတယ်။အခုလည်းအတွေ့အကြုံရှိရဲ့ အဖိုးညို့မောင်စကားကြောင့်အမေကြီးရဲ့ရွေးချယ်မှုကိုခံယူလို့ကြားတဲ့သူတွေအားလုံးစိတ်ကျင်တဲ့အခါအိမ်မက်ပြိမဲ့ချိန်ကိုမျှော်လင့်နေကြကြတယ်။ညနေလဲအမေကြီးနန်းဆောင်ကနေအိမ်ပြန်ရောက်တော့တပတ်ရှုထုံထားတဲ့ဇဒုံးကိုဖြေချပြီးချင်းမျက်စိနာရောက်နေတဲ့စံစာရီကိုလိတ်တင်နေတဲ့အချိန်။မီးလေထမင်းစားတော့မလား။စိုးရဲတန်ကြောင့်လက်ကြည့်လိုက်ရပြူစားပြူနေတဲ့စပင်းလေးကိုကြင့်နေအောင် ထုံထားတဲ့အဖွားဖြစ်သူကိုမြင်လာရတယ်။ဘဘအခုတိမအိပ်သေးဘူးလား။မီးရအိပ်နေလောက်ပြီတင်လား။ မီးလေးပြန်မလာသေးတော့ဘလို့အိပ်ပျော်ပါမလဲဖွားဖွားကတော့လေမီးကခလေးမဟုတ်တော့ပါဘူးကို့ဘာသာထဲစားတက်နေပါပြီညာနန်းကအဖွားဖြစ်သူကိုမျက်စောင်းထုတ်ကစားနောက်လိုက်ပြီးတမင်းစားဖို့ထွက်သွားခဲ့တယ်မီးလေးရှင်းဖွားဖွားရိုးရိုးအောင်မှပိတ်လောင်ခံထားတဲ့အမေကြီးရဲ့ဝိညာဉ်ပြန်လွတ်လာပြီမို့လားဖွားဖွားကဘလို့သိရလဲဒီတရင်ကိုအမေကြီးနဲ့ရွေးချယ်ခံသူတွေပဲသိရတယ်မီးလေးကအခုဆိုအရွယ်လေးရောက်လာပြီဆိုတော့ တည်တင်းတီးထိုက်တဲ့အကြောင်းအရာတွေကိုဘဘပြောပြရတော့မှာပေါ့။ဘာအကြောင်းလဲဘဘ။မြီးလေးမမွေးငယ်ချိန်တော့တခင်မကြီးဝိညာဉ်လွတ်မြောက်မလို့ဖြစ်သွားခဲ့သေးရဲ့။အဲ့ဒီကရွာရဲ့ရွေးချယ်ခံစီရင်နေမှာမြီးလေးရဲ့အမိဖြစ်သူလည်းပါဝင်ခဲ့တယ်။သူကလုံရဲကရဲတဲ့အပြင်မွေးရမှာပညာလည်းထက်တော့လူသားရမြီးလေးရဲ့အမိကိုအမေကြီးနဲ့ရဆက်ခံမဲ့သူလို့ထင်မှတ်ခဲ့ကြတယ်။ဒါပေမဲ့ကံအကြောင်းမလားလို့အမေကြီးမလွတ်မြောက်ခဲ့တဲ့အတွက် မိလေးရမေကရွေးချယ်ခံမွားနဲ့နေထိုင်ရင်တနေ့တကြီးကရောက်လာတဲ့ဖခင်ဖြစ်သူနဲ့တွေ့ဆုံပြီးတော့မိမလေးကိုမွေးခဲ့တယ်။သူကြောင့်မိမလေးကိုမွေးပြီးရဲ့ချင်းသစ္စာစုပြီးတည်ခဲ့ရတာ။အမေကသစ္စာစုပြီးတည်ရဆိုတော့ပညာမတူတဲ့သူကိုယူမိလို့လား။ဟုတ်တယ်။မိလေးရဲ့ဖခင်ဖြစ်သူကအဖွာတို့နဲ့စန့်ကျင်ဘက်ပညာကိုယူထားတဲ့သူပဲ။အဖွာအနေနဲ့အရန်ထက်မြက်တဲ့တမီးဖြစ်သူကိုဆုံးရှုံးထားပြီးဖြစ်လို့မိလေးကိုထပ်ပြီးမဆုံးရှုံးစေချင်ဘူး။ ်ဘောဘွားကလည်းပူတဲ့ရံကိုနီလေးရဲ့ရီမတ်ချက်ကဒီရွာရဲ့အုတ်ရှောင်ဖြစ်ဖို့ပဲအဲ့လိုဖြစ်အောင်ဘောဘွားရဲ့တင် जा မှုတွေကိုတတိမဒိလိုက်နာခဲ့တာအခုဆိုရွေးချယ်ခံတဲ့မှာသမီးကခေါင်းဆောင်ဖြစ်နေပြီမို့လားဟုတ်ပါတယ်နီလေးကပူထက်မြတ်တာဘောဘွားသိရပါ့အခုမီးလေးကိုပြရစရာရှိရဲ့လာခဲ့အဖွာပြည့်သူပြတဲ့နေရာကိုကြည်လိုက်ရအိမ်မရှိရဲ့အမေကြီးရုတ်တုရဲ့မျက်တောင်တွေတပြက်ပြက်ခတ်နေရမြင်လာရတယ်အမေကြီးရုတ်တုကအသက်ဝင်နေပါလား ဟုတ်တယ်မိလေးရဲ့ဒီယုတ်တုကဘောဘတို့ဘိုးဘေးရဲ့လက်ထက်မှာအမေကြီးရဲ့ရင်ခွေတော်လှုပ်ပြီးအသက်သွေးထားခဲ့တာလေအမေကြီးမျက်တောင်လှုပ်တဲ့အပြန်လွတ်လာပြီဆိုတာတတိထားမိခဲ့တာဒါဆိုရွာရေလူတွေလည်းသိကြမှာပေါ့မဟုတ်ဘူးမိရဲ့အမေကြီးဂူပိတ်ခံရမယ်နေမှာအထင်းတော်ဖြစ်သူကိုပြောခဲ့တာအသက်တည်သွားတဲ့အချိန်သူ့ရဲ့ညီကဆက်ရှိနေအောင်ပဲရဲ့အကယ်၍သူလွတ်လာခဲ့မယ်ဆိုရင်ရွေးချယ်ခံရဲ့အိမ်မှာရှိရဲ့ပုံတော်ထဲမှာထူကြမှုတွေ့မယ်တဲ့ ဒါကြောင့်မီးလေးရအမေကြီးရဲ့ရွေးချယ်ခံဖြစ်မှာတည်ကြနေပြီ။အဖွားဖြစ်သူစကားကြောင့်ညာနန်းမျက်နှာကလှပတဲ့အပြုံးတွေဖြစ်ပေါ်လာပြီးတော့ဒါဆိုအမေကြီးကမီးကိုအိမ်မက်ပေးမှာပေါ့နော်။စိတ်တွေလှုပ်ရှားနေပြီဖွားဖွားရဲ့။တိတ်လဲစိတ်လှုပ်ရှားနေနေအောင်ညာဘက်လှုပ်ရှားရှိတဲ့ကိစ္စတွေလှုပ်ပြီးစောစောအိတ်။တိပါတယ်ဖွားဖွားရဲ့။ညာဘက်အိတ်ချိန်ရောက်တဲ့အချိန်ညာနန်းတရားအိတ်မရပဲ။ဟိုဘက်လှိမ့်လာဒီဘက်လှိမ့်လာဖြစ်နေခဲ့တာ။အဲ့ဒါသုံးချက်ထူလောက်မှမှမိခင်နဲ့အိတ်ပြောသွားခဲ့တယ်။ အဲဒီချိန်မှာပဲအိမ်မက်ထဲမှာထိုင်မသိဝိစုံအနေရာဝိစင်ထားပြီးကြာမှုဖက်ဆေးလိတ်ကိုလက်ချားညက်ထားတဲ့မိမကြီးတယောက်အိမ်မော်တက်လာပြီးညာနန်းဆိုတာညီလာအိဟုတ်ပါတယ်ညာနန်းဆိုတာကျမပါအေးဒီနေ့ဒီချိန်ရစားပြီးနေရငါ့ကိုစားရွာကိုထိန်းသိမ်းရလိမ့်မယ်မနဲ့မိုးလေးရင်နေရရွေးချယ်တဲ့လူဆိုတာတေးကြလားမတေးကြလားဆိုတာအထင်းတော်တွေစီးစစ်ကြနိုင်မယ်ပြောပြီးတော့အိမ်ဘဝနေပြန်ဆင်းသွားတဲ့အချိန်အိမ်မက်ကလန့်နိုးလာခဲ့တယ် မန္တမိုးလေးတော့ရွေးချယ်ခဲ့ယောက်ျားမိန်းမတွေဖြင့်ရာသူရသားတွေအားလုံးအဖိုးညွမောင်ရဲ့အရှိမစုယုံစုယုံဖြစ်နေတဲ့အချိန်အားလုံးတိတ်ကြအဖိုးညွမောင်ကညီညွတ်အောင်နန်းလေးဝစ်စုံဝစ်ကာထွက်လာပြီးတော့ငါတို့နန်းစီရွာရဲ့ကျေးဇူးရှိအမေကြီးကကုသွင်းပိတ်လောင်ခံထားရကနေပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်တယ်။ဒါပေမဲ့အမေကြီးရဲ့ဆန္ဒအရရွာကိုစောက်ရှောက်မဲ့သူကိုအရွေးချယ်ခံလို့30တရားနဲ့ရွေးချယ်သွားမှဖြစ်တယ်။ အရွေးချယ်ခံလူတွေတရားတယောက်ကို အမေကြီးကိုယ်တော်အိမ်မက်ပေးပြီးသားဖြစ်လို့ဘယ်သူရွေးချယ်ခံရလဲဆိုတာမကြောင်ရည်သိရတော့မှဒီနေရာမှာပြောချင်တာရွေးချယ်ခြင်းခံရတဲ့သူတွေနဲ့အမေကြီးတက်ရှိထင်ရှားရှိစေနေရဝစ်စင်ခဲ့တဲ့မော်ဝေကြောက်တဲ့လက်စုပ်ကိုရွာသားတွေရှိမှရှာဖွေပြရမှာဖြစ်တယ်။ဒါမှသာအမေကြီးကကိုယ်တော်ရွေးချယ်တဲ့သူဖြစ်တယ်ဆိုတာကျုပ်တို့အထင်းတော်တွေကလက်ခံယုံကြည်ပြီးရွာရဲ့အကြီးအကဲရာတွေကိုအနှင်းမှာဖြစ်တယ်။ကဲအမေကြီးရွေးချယ်ထားတဲ့သူရှေ့ကိုထွက်လာပါ ဘသူများရွေးချယ်ခံရလဲသိကျင်နေပြီဟုတ်ပါအေးကျုပ်တို့ရွာရဲ့အကြီးကဲကဘသူများဖြစ်မလဲမသိပါဘူးလူအုပ်ကြီးစီကချက်စီချက်စီအတန်းကြီးထွက်လာခဲ့ပြီးမဲ့ရွေးချယ်ခံသူတွေကတော့ငြိမ့်သက်နေခဲ့တယ်ညာတန်းကတော့သူ့အိမ်မက်ပြီးရဲ့ချိန်ဒီเจ้าနေမပြောခဲ့လို့ဘာလုံးလို့ဘာကရမှန်းမသိဖြစ်နေရဲ့ချိန်အဖိုးညူမောင်ကဘသူမှရွေးချယ်မခံရအောင်လားထပ်မေးပါမယ်အမေကြီးရဲ့ရွေးချယ်မှုကိုခံရတဲ့သူမရှိဘူးလား အမေကြီးကသူ့စိတ်ဓာတ်ကြောင့်မတွေ့လို့မရွေးချယ်တာနေပဲဒါကြောင့်ရွေးချယ်ခံနေအနေနဲ့လိုအပ်ချက်တွေရှိနေသေးရမို့နောက်နေ့ဒေါ်လာမှပြန်လဲရွေးချယ်သွားမယ်အဲဒီလိုပြောလိုက်တဲ့အချိန်မှာပဲညာနေရဲ့နားထဲမှာရွာကနောက်ဖက်ကုတ်ကုတ်ပင်ရဲ့ပင်စီရဲမှာငါဝစ်စီခဲ့တဲ့မော်ဝီကြောင်တဲ့လက်စုပ်ရှိရဲ့ဆိုရတဲ့အံကိုကြလိုက်ရတယ်အဲ့တော့မှရက်နေရသူတွေတည်းရနေအပြေကိုပြေးထွက်လာပြီအဖိုးမော်ဝီကြောင်တဲ့လက်စုပ်ရှိရဲ့နေရာကျမသိပါတယ်တေးကြလားညာတဲ့ မဟုတ်မမှန်ပဲလီဆယ်ပြောမယ်ဆိုရင်ပြင်ကြားလုပ်ပြီးရွာနေမောက်ထုတ်ခံရမယ်ဆိုတာသိရမော်လားသိပါရဲ့အဖိုးကျမအနေနဲ့လီဆယ်ပြောခဲ့ပါကရွာချမှတ်ထားတဲ့စီကံတိုင်လိုက်နာပါမယ်ဒါဖြင့်အမြန်ပြောစမ်းအမေကြီးရဲ့လက်စုကဘယ်မှာရှိရလဲရွာနောက်ရဲ့ကောက်ကုတ်ပင်ပီစီရဲမှာရှိပါတယ်အေးဟုတ်မဟုတ်သိရအောင်သွားကြည့်ရအောင်ကောက်ကုတ်ပင်ရှေ့ရောက်တော့အဖိုးညူမောင်ကဒီကောက်ကုတ်ပင်ကငါတို့မမွေးခင်ချိန်တည်းရရှိနေခဲ့တာမို့ ညာနန်းပြောတာဖြစ်နိုင်တယ်။ဒါနဲ့ပင်စီကလူကြီး၅မက်စာလောက်ရှိလို့လက်စုပ်ကိုဘယ်လိုယူရမလဲ။အဲ့လိုပြောတဲ့ချိန်ညာနန်းရဲ့နားစီထဲကိုပင်စီမှာလက်ကဝဲလုံလောက်ရှိရဲ့တန်ဆိုးတစ်ခုရိုက်ထည့်ထားလိုက်မယ်။အဲ့ဒီတန်ဆိုးရဲ့နောက်မှာလက်စုပ်ရှိရဲ့။ဆိုတဲ့အတန်ဝင်းရောက်လာခဲ့တယ်။အဖိုးပင်စီမှာလက်ကဝဲလောက်ရှိရဲ့တန်ဆိုးတစ်ခုရိုက်ထားနေတဲ့အဲ့ဟာရှာတွေ့လက်စုပ်ကိုရပြီ။ညာနန်းစကားကြောင့်အဖိုးညို့မှာရောရွာသားတွေပါပင်စီပပလဲကိုရှာကြည့်ရ။ ပုတ်လောက်ရှိရဲ့ကြီးပောင်းနေတဲ့အုပ်နေရဲ့တန်စိုးတစ်ခုကိုမြင်လာရတယ်။တွေ့ပြီပြုတ်တန်စိုးကိုတွေ့ပြီ။တန်စိုးထွက်လာအောင်ဖြတ်ထုတ်ကြည့်လိုက်။အဖိုးညုံမောင်လည်းလက်စုပ်ကိုမြင်တော့အံ့အားသေးကညာတန်းရှိဒူးထောက်ပြီးတော့ညာတန်းသခင်မောင်ကျွန်တော်မျိုးညုံမောင်ရိုသေစွာခစားပါတယ်။အဲလိုပြောလိုက်တော့ပါလာတဲ့ရွာသားကြီးလည်းမနေသာတော့ပဲဒူးထောက်ကြတော့တယ်။အသက်20ကျော်လှသွေးကျွယ်တဲ့အချိန်မှာပဲနန်းစင်ရွာအကြီးအကဲဖြစ်လာတဲ့ညာတန်းကတော့အမေကြီးရဲ့ညွန်ကြားချက်တွေကို အတန်နဲ့မမြောက်အောင်ထိမ့်သိမ့်ခဲ့တယ်။တညမှာတော့အမေကြီးကအဒီစိတ်နေရဲ့မြာနေရဲ့နောက်ကိုရောက်လာပြီးအယောင်ပြိုးပြိုးပြက်ပြက်ထနေတဲ့အလုံးတစ်ခုကိုအန်ချလိုက်တယ်။ညာတန်းလဲအာယုံထဲမှာမြည်နေတဲ့အတိုင်းကြည့်နေရင်အန်ချထားတဲ့အလုံးကလေတရနေတစဉ်မြာနန်းရဲ့ရင်ညိုတက်တဲ့ကိုဖောက်ဝင်သွားတာမြင်လာရတယ်။အမြင့်တက်အကြာတက်တွေပွင့်သွားပြီဖြစ်လို့လိုအပ်တယ်လို့အသုံးပြုပြီးနန်းစီရွာကိုစောက်ရှောက်ပါ။တခင်မလိုအပ်တဲ့အချိန်ညီသမ ्या ကြားသမ ्या အရာတွေကို ထွက်သွားဖို့အမိန့်ပေးပါဆိုတဲ့တန်ကိုလည်းကြားလိုက်ရတော့တယ်ညာနဲ့လည်းအမေကြီးချင်းမြင့်ပေးရဲ့အမေတက်အကြားတက်တီကိုအသုံးပြုကရွာလူတို့ကိုကူညီပေးခဲ့တယ်တခြားမှာတော့ပတိစိတ်နေရင်ညိုညိုနာမှာတွေးခဲ့တဲ့လူသုံးယောက်ရဲ့ခြေထောက်အောက်မှာပြပုံတီးဖြစ်နေတဲ့နန်းစင်ရွာကိုမြင်လာရတယ်ညာနဲ့လည်းသူမြင်ရတဲ့နမိတ်ကိုသုံးသန်းစင်ကျင်လာတော့ဒီလူသုံးယောက်ကရွာကိုတေးကြပေါ့ဒုက္ခပေးမယ်ဆိုတဲ့အဖြေထွက်လာခဲ့တယ်မနေ့ရောက်တော့ရွာရဲ့အမာခံလူတွေကိုစုစီပြီး အာယုံနဲ့မြင်တွေ့ရတဲ့လူသုံးယောက်ကိုရှာဖွေစေခဲ့တယ်။ဒါပေမဲ့ဘလို့ပဲရှာရှာအာယုံနဲ့မြင်ရတဲ့သူတွေကိုအစာနာမတွေ့ရတဲ့အတွက်အမြင်တပ်ကိုဖွင့်ပြီးကြည်လိုက်ရမမြင်နိုင်တဲ့အတားအဆီးတစ်ခုကဂျာထဲမှာခံနေရတတိထားမိရဲ့။ညာနဲ့လဲခံနေရတဲ့အတားအဆီးကိုစူးစမ်းပြီးပြတ်ဖို့လုပ်တဲ့အချိန်အမြင်အာယုံပြတ်လိုက်တော့မြန်နဲ့ဆိုတဲ့တန်ကြားလိုက်ရတယ်။ညာနဲ့စိတ်ထဲမှာတော့ဒီလူတွေကိုဘာကြောင့်အာယုံခံမရရလဲဆိုတဲ့အတွေ့အကြုံမနဲ့အာယုံတက်ချိန်ထိ အတွေးတွေများစေခဲ့တယ်။မနက်မိုးလေးတော့ရွာမှာရေရွရွရွပြည့်နေတဲ့အတန်ဒီကြောင့်အိမ်မောကနေဆင်းကြည့်ရတဲ့အချိန်သခင်မညာနဲ့ရောက်လာပြီ။ဖဲကြဖဲကြဆိုပြီးပြောလိုက်တဲ့အဖိုးညွန့်မောင်စကားကြောင့်ရွာသားတွေအားလုံးအနောက်ကိုဆုတ်သွားတော့တယ်။ဘလို့ဖြစ်တာလဲအဖိုးဒီကောင်ကရွာရဲ့စီကန်းကိုဖောက်ပြီးတခြားရွာသားတယောက်ကိုပညာနဲ့ပြူစားခဲ့တာ။အဲဒီမှာခံရတဲ့သူဘက်ကခေါ်ထားတဲ့ဆရာနဲ့တွေ့ပြီးပညာနှောက်ခံကြည့်ရပဲသခင်မလေး။ပညာနှောက်ခံကြည့်ရဆိုတော့သူကဘယ်အဆင့်ရှိပြီလဲ။ စက်ကျူးစီးနိုင်တဲ့အဆင့်ရှိပါပြီ။ဒါအောင်ခုလိုဖြစ်တယ်ဆိုတော့ဟိုဘက်ကလူတွေခေါ်ထားတဲ့ဆရာတွေကနည်းနည်းရရတော့မဟုတ်လားဘူးတင်နေ။ဘာပဲဖြစ်ဖြစ်လမ်းစီရွာရဲ့အစည်းကမ်းကိုဖောက်ပြက်ခဲ့တဲ့သူကိုခြောက်မက်ထားတဲ့စီကတာအေးအေးယူရမှာပဲ။အခုသူလည်းအားနေနေရဆိုတော့နေကောင်းတဲ့အထိရွာသားတွေကတောင်းဝင်ယူပေးပါ။နေပြန်ကောင်းပြီဆိုတာနဲ့ကြောတရရင်တရရိုက်ပြီးရွာနဲ့အပီးနေထုံလိုက်။သူမိသားစုသဘောအရလိုက်သွားခြင်းတပါးဆိုလဲလိုက်သွားခွင့်ပြုတယ်။ ဟုတ်ကဲ့ပါတခင်မလေးအမေအတိုင်းဆောင်ရွက်လိုက်ပါမယ်တခင်မလေးကြော်တွန်းကိုစုံမလိုက်တဲ့သူတွေကတုံးရအဖွဲဆိုပဲဟမ်တုံးရအဖွဲဟုတ်လားဟုတ်တယ်တခင်မလေးမင်းညာပြန်ရောက်လာတဲ့ရွာသားတွေပြောပြတဲ့စကားအရအဲ့ဒီဆရာတုံးရောက်ကပခတ်တွင်းရွာမှာအတော်နာမည်ကြီးနေရတဲ့သူတို့ပြောတာယုံလို့ဖြစ်ပါမလားတခုခုလွဲချော်သွားမှစိတ်ပူတယ်ဒါဆိုလဲမနေ့ပြန်မနေ့ပခတ်တွင်းရွာကိုသွားမယ်လဲကြုံနဲ့လိုက်သွားပြီးတော့ ။သခင်မလေးအယုံထဲမှာပေါ်လာတဲ့သူတွေဟုတ်မဟုတ်အတီးပြုတ်ရင်ရောအဖိုးကြံကောင်းပါလေ။ဒါဆိုမနဲ့သွားဖို့ပြင်ဆင်ထားပြီပါ။ကျွန်တော်မျိုးလူအပ်တာတွေပြင်ဆင်ထားပြီပါမယ်။နောက်နေ့မနဲ့ရောက်တော့အများနန်းနဲ့အဖိုးညို့မောင်ကနန်းစင်ရွာရဲ့အကုပ်ဘဲနဲ့တူ ပကတ်တွင်းရွာကိုလိုက်သွားခဲ့တယ်။ပြည်စည်းပေရောင်းကုန်ကန်ဒီတီပညာဆက်ရဲ့အငွေးသက်ကိုစိတ်တရနေအထမမခံစားမိရဲ့အတွက်စိတ်လျှော့ပြီးပြန်မှုပြင်ဆင်ခြင်းတင်းငယ်ပြောသည့်နေရာဘလို့ရောင်းလဲပြ။ ဆိုတဲ့တန်နဲ့အတူညာနဲ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးယုတ်တရက်အေးစိတ်သွားခဲ့တယ်။ဒီမဲဒီမဲဇေဝဲလာသူရဲ့ဒုတိယကျင်းမီးရဲ့တန်ကိုကြားတဲ့အဖိုးညူမကဂျာရီယာနဲ့ဝင်ပြီးကူရောက်ပေးခဲ့တယ်။ဇေဝဲသူ ပြန်သွားချိန်မှာတော့သခင်မလေးဒီလူကောကနေအမျိုးမည်မသိရလှတစ်ခုထွက်နေရတတိထားမိလား။တတိထားမိရပေါ့အဖိုးရဲ့ဒီလူကကျမတို့ရှာနေရအဖွဲတရပဲဖြစ်ရမယ်။ဒီတော့သခင်မလေးဘာလုပ်ချင်လဲ။သူတို့ကြောင့်တော့ရွာအပြတ်မခံတာဘူး။ တိတ်လည်းအလုံးမကြည့်ပါနဲ့အဖိုးသူတို့တွေနန်းစီရွာကိုမသိသေးသေး၍ညာနန်းတို့ရန်သူမဟုတ်သေးပါအောင်တခေမာလေးဆန္ဒအတိုင်းဆုံးဖြတ်ပါညာဦးပိုင်းမှာတုန်တဲ့ကြက်တံကြောင့်ကြီးဆိုင်တဲ့တစ်ခုတွင်မှရှိနေတဲ့အောင်မြတ်သာတက်ခိုင်တဲ့တောင်ရကရေးဆွဲထားတဲ့အင်းစမတွေကိုလွဲအိတ်ထဲထည့်လိုက်ပြီးအဲ့ဒီမိကလေးကနန်းစီရွာရဲ့အကြီးအကဲဖြစ်နိုင်မှာမလားစရာဘာဖြစ်လို့ဒီမေကူမေးရလဲဟုတ်လေဒီအသက်အရွယ်နဲ့အထင်ကြီးရွာတစ်ခုရဲ့အကြီးအကဲဖြစ်နိုင်ပါမလားဆိုပြီးတွေးမိလို့ပါ ဒါတော့သူနဲ့ရင်ဆိုင်တဲ့အခါသိရမှာပေါ့ဆရာကျွန်တော်လည်းတစ်ခါလောက်မေးကြည့်ခြင်းလို့မာမားမေးခြင်းလို့လဲကျွန်တော်တို့ကြောင့်လွတ်သွားတဲ့နန်းစဉ်ကဝေအချုပ်ရဲ့ဝိညာဉ်ကိုမာကြောင့်ပြန်ဖန်းတာလည်းသိခြင်းလို့ပါမင်းတို့စိတ်ရှင်းအောင်ပြောရရင်လွတ်သွားတဲ့ကဝေမကြီးကြောင့်အပြည့်မဲ့တဲ့သူတွေမသိစေခြင်းလို့ပြန်ဖန်းရတာပဲအခုဆိုရင်သူတို့ဘက်ကလည်းကျွန်တော်တို့အနက်ခံပြီးလိုက်လာတာဆရာအမြင်ပဲတကယ်ဆိုကျွန်တော်တို့ကလက်ဦးမှုယူပြီးဖမ်းရမှာမဟုတ်ဘူးလား ဒီကိစ္စမေးတင်သလောက်မလွယ်ဘူး။နန်းစင်ရွာကပညာသင်အားလုံးထိတ်ချုပ်နိုင်မှုအတွက်ထူကြတဲ့အစီအရင်လို့ရယ်။ညာဟုတ်တယ်။ဒီစီရင်ရဘာဖြစ်မလဲဆိုတာငါကိုယ်ကလည်းမသိသေးဘူး။ခုလောဆယ်သူတို့ကိုမှရှိရဲ့လေးပွင့်အင်းကိုဖြုတ်ထားလိုက်ကြ။ဆရာရှိနေဘလို့ရသူမစိုးမကြောက်ပါဘူး။ဟုတ်တယ်မို့လားဆရာသက်ခိုင်။ဟုတ်တာပေါ့။ဆရာရှိနေငါတို့မဲတပေါက်မစိုးစရာဘူးဆိုတာယုံမိတာ။ပြောပြီးတော့ဖြုတ်ထားတဲ့လေးပွင့်အင်းကိုလွယ်ထဲထဲလိုက်တဲ့အချိန် အမြင့်သာမျက်နှာအနေငယ်ပြုံးရောင်တန်းသွားခဲ့တော့တယ်။ငါတို့ရဲ့နန်းစင်ရွာသွားဖို့အချိန်ကြပြီ။အမြင့်သာရွာထဲရောက်တော့ခြေလမ်းတွေရပ်လိုက်ပြီ။ခုချိန်ရစားပြီးတတိထားကြတော့ရွာထဲမှာဆက်ကြိုးတွေကတပုတ်ဥလိုရှုပ်ထွေးနေပြီ။ပြောပြီးတော့ညင်သားတဲ့ခြေလမ်းနဲ့ရွာထဲဝင်လာတယ်။အဲဒီချိန်နောက်မှကပ်ပါလာတဲ့ခြေတံကြောင့်အောင်မြတ်သာခြေလမ်းတွေရပ်လိုက်ပြီးလက်ထဲပါလာတဲ့တထွာသာသာရှိရဲ့ဝါမင်းသားအုံထုပ်ကနေကြီးပေါ်ကိုလက်ပြန်ထိုးဆိုင်လိုက်တယ် ဝါမင်းအသားနဲ့မြေကြီးပေါ်အစရွာလယ်မှာရှိတဲ့အိတ်တအိမ်ကနေနာကျင်စွာအွန်လိုင်းတဲ့တန်ကြားလိုက်ရတယ်။ဆရာသူတို့ကကျွန်တော်တို့လာမှမလို့သိနေရလဲ။အင်းလေးပွင့်အင်းကိုဖဲလိုက်တဲ့အတွက်ငါတို့ဘယ်ရောက်နေလဲဆိုတာသိနေခဲ့တာ။ဒါကသူတို့အတွက်အကြီးမားဆုံးအမားပဲ။ပြောပြီးတော့လွယ်အိတ်ထဲရပါလာတဲ့အင်းစမရှိရွက်ကိုထုတ်ပြီးလေးထဲပြစ်တင်လိုက်တဲ့အင်းစမတွေကလေးထဲရောက်တာနဲ့ပြာမုတ်တွေအပြေးပြောင်းသွားပြီးတော့တရွာလုံးကိုထွက်ပေါက်မရှိအောင်ပိတ်ထားလိုက်တဲ့ချိန်ဆရာ ို့မကြည့်အောင်အောင်မြတ်သားလည်းတက်ခိုင်ညုံပြတဲ့နေရာကိုကြည့်လိုက်ရာတဝါမဲဟူခြုံတာပြီးတောင်ဝေးရောတောင်တောင်ထောက်ကလာနေရဲ့ပေါ်ရဲတစ်ခုကိုမြင်လာရတယ်ဟမ်အရင်လည်းမထွက်ဘူးစီရအရင်မထွက်မှတော့လူမဖြစ်နိုင်ဘူးဒီကောင်ကနာနာပါပါပဲဖြစ်ရမယ်နှမ်းစံတက်ခိုင်ရဲ့စကားအဆုံးမှာတောင်ဝေးကိုထောက်ပြီးလာနေရဲ့ပုံရိပ်ကရုတ်တရက်ညိမ့်သက်သွားခဲ့တယ်တက်ခိုင်တတိထားအောင်မြတ်သားရဲ့စကားမဆုံးခင်ညိမ့်နေရဲ့ပုံရိပ်ကဖြက်ကနေပြေးဝင် တတိကထားတဲ့တက်ခါရအနာမရောက်ခင်မှာပဲလက်ပြန်ရချလိုက်ရအနောက်ကို၅ပေလောက်လွင်ထွက်သွားခဲ့တယ်။တီကောင်နေငါတို့စိတ်ကိုလှဲ့ဆောင်နေရအလုံးတတိမလေးစင်နဲ့ငါတို့ရွာတွေကထွက်သွားစမ်းပျော်မရရိုက်တတ်ပြစ်ဟုတ်တယ်တီကောင်နေကိုအရှင်းမထားနဲ့တက်ပြစ်စူရတန်နေရနေရနဲ့ထွက်ပေါ်လာတော့တယ်။အောင်မြတ်သားလည်းအနောက်ကိုလဲကြည့်လိုက်ရစပီယုံတပတ်ရှူထုံးပြီးမျက်တောင်းနေနဲ့စူးစားကြည့်နေရဲ့မိမတယောက်ကိုမြင်လာရတယ်။ဆရာ ဒီမိန်းကလေးကပခတ်တွေးရွာမှာတွေ့ခဲ့တဲ့သူပဲ။သူပညာအကုန်ထုတ်သုံးတော့မဲ့ပုံပဲ။တတိထားကြောင်။ဆရာသူတို့ကတရွာလုံးအားနဲ့ကျွန်တော်တို့ကိုတိုက်နေပြီ။ဘာဆက်လုံမလဲ။ဟုတ်တယ်ဆရာသူတို့ဆက်တရားအရန်ကောင်းလို့နဲ့။မောင်ရင်တို့ရဲ့ပညာကလည်းအစွမ်းပါပဲ။ဒီလိုဆရာတွေကိုအသေးတက်ဖို့ဆိုတာအရန်နှမျောစရာကောင်းတယ်။ဒါပေမဲ့အမေကြီးနဲ့ရွာအတွက်စူးညောက်ခလုံးဖြစ်နေတဲ့မောင်ရင်တို့ဗဒါကြီးမဲ့လူလောကကနေထွက်သွားလို့ရအောင်လုပ်ပေးလိုက်မယ်။ အဲဒီလိုပြောကတောက်ရအောင်စားကြည့်ပြီးမြေကြီးကိုဖနှောင်းနဲ့ပေါက်လိုက်တဲ့အချိန်အာရန်ပြင်းတဲ့ဆက်တစ်ခုကကာထားတဲ့စီတဲကိုဖောက်ဝင်သွားတော့တယ်။ဖောင်းဆိုတဲ့အတန်းနဲ့တူတောင်းကခန္ဓာကိုယ်တစ်ခုလုံးလွင့်စင်သွားပြီးတော့နှာခမ်းအနေသွေးဆက်တချို့ကျလာခဲ့တယ်။တောက်ရဘာဖြစ်သွားသေးလဲ။တက္ကရာစိုးရိမ်ကြီးစွာနဲ့အွန်လိုင်းပေးမဲ့တောင်းကဘက်ကနေအကြောင်းပြန်မလာတဲ့အတွက်ပူပြီးစိတ်ပူသွားပြီးအောင်မြတ်တောင်အာဟုတကြီးလက်ကြီးလိုက်တဲ့အချိန်အဖိုးစီရနေထက်ရောက်လာတဲ့လိုက်တစ်ခုကတက္ကရာရင်ဝါးစီကို စူးတဲ့ဝင်ရောက်လာခဲ့တယ်။မောပန်းနေရဲ့ချိန်အရှိုက်ကိုထိုးခန့်တီးရဲ့ခန်းစားချက်မျိုးကြောင့်တက္ခတရအသက်ကိုအပြင်းထန်ယူရဲ့မျက်လုံးတွေပြဝေးလာကအမောင်တိကျသွားတော့လေ။ခဏနေရောအမောင်တွေကနေမျက်စိချိန်မတက်အလေးနဲ့နေထွက်ပေါ်လာလို့မျက်လုံးလန်းတဲ့ကာဗီကြည့်လိုက်ရ။ဖြူစင်ပြီးတန်ရှင်းနေရဲ့အဝိစားဝိထားတဲ့တောက်ရအောင်မြင်လိုက်ရတယ်။သူ့ဘေးမှာတော့ဖန်ရည်ဆိုးတဲ့တင်ကန်ကိုအချူအစားကြစွာဝှစ်စင်ထားတဲ့ဆရာတော်တစ်ပါးကတီတီရဲ့မျက်နှာထောင်နဲ့ယက်နေခဲ့တယ်။ ။တောင်ရကလဲကျနေတဲ့တက္ကသိုလ်ကိုတွဲထူလိုက်တဲ့ချိန်ဆရာတော်ကလောကမှာအထက်လမ်းပညာကိုသင်ယူပြီးတက်မြောက်တယ်ဆိုတာမရှိဘူးတကလေး။ဒါတလက်ကမတုံးမဲထားရင်တုံးသွားတတ်တယ်လို့ဉာဏ်ပညာနဲ့မစင်းစားမတွေးခေါ်တာများရင်ထိုင်းသွားတတ်တယ်။ဒါကြောင့်ကိုယ့်ရဲ့စိတ်ကူးဉာဏ်ကိုချဲ့တွင်ပြီးအသုံးချကြပါ။တကလေးတို့ကပါရမီရှင်တွေဖြစ်တဲ့ပြင်ဘုံကြီးတို့နဲ့လည်းရေဆက်ပါတဲ့အတွက်ခုလိုလာရောက်တတိပေးရခြင်းဖြစ်ပါတယ်။ဒါကြောင့်အခုချက်ချင်းသင်တို့ရဲ့ဉာဏ်စွမ်းကိုအသုံးချပြီး ဆရာထက်သာတဲ့တပည့်တွေဖြစ်အောင်ကြိုးစားကြပါလို့မိတော်မူပြီးပြောက်သွားတော့တယ်။တက်ခါလဲချက်ချင်းဆိုသလိုဆရာတော်ရဲ့ဆုံးမမှုကိုနှလုံးသွင်းကစိတ်ကိုစူးစီးလိုက်တဲ့အချိန်မျိုးလုံးထဲမှာပြာမုတ်တွေဖြင့်လွင့်ပြန်နေရဲ့အင်းစမလုံးလေးကိုမြင်လိုက်ရတယ်။ငကိုရေကပါရမီတက်ခံပေါလာတဲ့သူမှုတိုက်ပွဲမဆမီလေထဲလွင့်ထားတဲ့အင်းကိုချက်ချင်းတတိရပြီးတံမြန်ထက်စစ်ရှိကွက်အင်းကိုမြေကြီးပေါ်မှာရေးဆွဲလိုက်တဲ့အချိန်မျိုးမုံတွေဖြင့်လွင့်ပြန်နေရဲ့အင်းပြာမုတ်တွေကနေ ပိုသားလိုနူးညံ့တဲ့ကျုံမြင့်လေးထွက်လာပြီးအင်ဂျန်ဆန်းနဲ့တိုက်နေတဲ့သူတွေရဲ့ခြေလေလက်တွေကိုလုံမရအောင်ရစ်ပတ်ထားတဲ့အတွက်အောင်မြတ်သားစီကိုတိုးဝင်နေတဲ့ဆက်တွေအားလုံးတမဟုံချင်းရက်တန့်သွားတော့တယ်။အဲဒီချိန်တောက်ရလဲကျနေတဲ့ဘက်ကနေနီညိုရောင်အစင်းရှိရဲ့မွေးလက်ကားတွေရေကြီးကိုခွဲထွက်လာပြီးပညာသည်တွေအားလုံးရဲ့ခန္ဓာကိုလုံမရအောင်ရစ်ပတ်ထားခဲ့တယ်။အောင်မြတ်သားကတော့တက်ခိုင်တဲ့တောက်ရတို့ကိုကြည့်ပြီးကိုချေရစားပြီးမီနိုနီယောင်ရဲ့အစွမ်းအစနဲ့ ကေဝေအချုပ်ဝင်းညီကိုဖမ်းကြပြီးတော့ပြောပြီးတော့ဘေးမှာထွက်ရနေလိုက်တယ်။နန်းတွင်ကေဝေအချုပ်ဝင်းညီကဒီရွာထဲမှာပဲရှိရဲဆိုတာကျုပ်တို့သိပါတယ်။သင်းအနေနဲ့ကျုပ်တို့စီမှာအသာတကြီးအညံ့ခံမလား။ကျုပ်တို့ကထွက်လာအောင်လုပ်ရမလား။မိန်းမပင်ပဲရွာသားတွေကဘာတမ်းမှထွက်မလား။ကောင်းပြီလေ။ဒါဖြစ်ရင်ကျုပ်တို့ကသင်ကိုယ်တိုင်ထွက်လာအောင်လုပ်ရတော့မှာပေါ့။တောက်ကမင်းရဲ့ငကားပန့်ရဲ့အစွမ်းကြည့်ရအောင်မထင်နဲ့။တခါစကားကြောင့်တောက်ရကလွယ်အိတ်ထဲမှာရှိတဲ့အင်းခွက်တစ်ခုကိုထုတ်ကား ငကားပတ်အိမ်ဆွဲမလို့အလုပ်ငါအရှုံးပေးရယ်ဆိုရဲတန်ကစပင်ကိုတပတ်ရှူထုံထားတဲ့မိကလေးစီဟာနေထွက်လာခဲ့တယ်။တင်ရဘသူလဲကျုပ်တို့ကနန်းလေးကဝေးအချုပ်ကိုခေါ်တာနော်။ငါနန်းလေးကဝေးအချုပ်ပဲ။ဒီတငယ်မရဲ့ဝိညာဉ်နဲ့ငါဝိညာဉ်လဲပြီးနေလို့စီလာခဲ့တာပဲ။ဒါဆိုတင်ခုနေရာယူထားတဲ့မိကလေးရဲ့ဝိညာဉ်ကဘာမှလဲ။ငါရွာသားတွေကိုဒုက္ခမပေးဘူးဆိုရင်ငါအကုန်ပြောပြမယ်။ကျုပ်တို့ကတိပေးရယ်။တင်ရွာသားတွေအနေနဲ့ ကျုပ်တို့ပေးတဲ့ဂတိသစ္စာကိုတည်မဲဆိုရင်တော့လက်ရှိပညာရည်တည်ကိုမသိမ့်မဲထားပေမယ်။တငယ်မရဲ့ဝိညာဉ်ကိုငါကျွန်တော်ရဲ့ညူမောင်ရဲ့အိမ်မှာချုပ်ထားတယ်။ငါထွက်တာနဲ့သူ့ဝိညာဉ်ကဒီထဲကိုပြန်ရောက်လာနိုင်မယ်။ဒါဆိုရင်ဒီဖိုးကမိကလေးကိုလည်းတင်ဝိညာဉ်ဝင်မှုကူညီခဲ့တဲ့သူပေါ့။သူကလည်းငါခိုက်လို့လောက်လာတာ။ဒါကြောင့်နင်တို့အပြစ်တင်ချင်းငါ့ဟောင်းတင်မှာ။ငါရွာသားတွေရောဂတိအတိုင်းလှုပ်ပေးပါ။တင်ရဒီမိကလေးကိုလည်းဘာကြောင့်ဝင်ရောက်ရလဲ။ ဟောဒုက္ခပေးရဲ့သူတွေကိုတတ်ဖို့တငယ်မကိုယ်လည်းဝင်ခဲ့တာဒါပေမဲ့နင်တို့ကရွာကိုဥဆုံးရောက်လာတာမို့ငါရှိရွယ်ချက်တွေမပြည့်ခဲ့ဘူးတင်းကအတော်အညိုကြည့်ရပဲနှစ်ပေါင်းများစွာကြာတော့မပြေပြောက်နိုင်သေးပါလားဟုတ်တယ်ငါမကျေနပ်တော့ဘူးခုတော့နင်တို့လက်ဦးသွားလို့တက်တာသွားတယ်မှတ်ပါငါလူလာရင်လည်းငါ့ကိုဒုက္ခပေးခဲ့တဲ့သူတွေရဲ့ဆွေစီမျိုးဆက်ကိုတတ်အောင်ပါအထက်ဆရာကြီးများနဲ့တမန်ဒီဝါနတ်ကောင်းနတ်မြတ်တို့ရဲ့ခွင့်ပြုချက်အရဤသူအမောင်းမှဖုံးလန်းနေသူကို စတုမဟာရီနတ်ဘုံရဲ့အောက်ဆုံးမှာဂုံမန်းကြီးနောက်အဆောက်ရှောက်နဲ့ထိမ့်သိမ့်စီနန်းစင်ရွာပညာသည်တွေကတချို့ပညာသည်တွေကမကြည်နဲ့ကြပါမိမဲ့အောင်မြတ်တော်လိုဆရာတပည့်ကိုအမင်းယုံမလို့ဆန်းနိုင်တဲ့အတွက်မိမိကိုယ်ကိုမျက်ရည်ပေါင်းကြီးငယ်သုံးချိန်မကြအောင်မလုပ်ပဲသူတို့ဘာမှမပြူစားရမျက်ရည်ပေါင်းကြီးငယ်သုံးချိန်ကြည့်အောင်လုပ်ခဲ့တော့တင်းစီလောက်တဲ့အထိမပြူစားရင်ပြူစားခဲ့ပါကသွေးပွက်ပွက်အံသေးပြီးမဟာဝီစီငင်းရဲ့မှာ အပန်း905ကဘာကြခံစီဆိုပြီးကျိတ်ဆိုကတစ္ဆာကြီးတောက်ခဲ့ကြတယ်။နန်းစင်ရွာလေးရဲ့အကြီးကဲနေရာကိုတော့ညနန်းအမယ်ဆက်လက်တာဝန်ယူခဲ့ပြီးရွာနီးတစ်ဝိုက်မှာနန်းစင်သခင်ညနန်းရှင်ဆိုတဲ့နာမည်နဲ့ပျော်ကားတွေကုသပေးခဲ့တော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့နန်းစင်သခင်ညနန်းရှင်ဆိုတဲ့ဇလံကတော့ဒီမှာနေပြီးဆုံးပါပြီ။ဇလံလေးကိုအားပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။